ဘဝအကြောင်းကိုသိပြီဘဝဟာဘာကြောင့်ဖြစ်တုံးဆိုတဲ့အခါကြတော့ကံကြောင့်ဖြစ်တယ်လို့မဖြေတော့ဘူးဒီမှာနော်ဥပဒံကြောင့်ဥပဒံဖြစ်လို့ကမ္မဘဝဥပပတိဘဝနှစ်ခုဖြစ်ရတယ်လို့ဖြေလိုက်အမျက်စိမလဲနဲ့တကယ်ရတော့ခိရိတာနဲ့ကံနဲ့ပေါင်းပြီးတော့ထုတ်တာပမဘဝဆိုတာခိရိတာနဲ့ကံပေါင်းထုတ်တာ ခိတိတာကိုဖယ်လိုက်လို့ရှိရင်ကံအလုံးဖြစ်တော့နော်ဒါမို့ယဟန္တာဖြစ်တယ်ဆိုတော့ခိတိတာကိုသာပယ်တာကံပယ်တာမဟုတ်သို့တော့သူတို့တဏ္ဍမှာကံဆိုတာအလုံးဖြစ်တော့ခိတိတာမရှိတော့ရင်ကံကံမရှိတော့ဘုသောမပြောတဲ့အခါမှာခိတိတာကိုကံမဝဝိပကဝနော်အဓိကခိတိတာအဓိကကြလိုချင်တယ် ခိနေတာလုတ်တယ်ကံရတယ်ဝိပါကလိုခြင်းပြန်နေခိရိတာလုတ်ပြန်နေကံရပြန်နေဝိပါကအဲ့ဒီလိုလေပတ်ဖြစ်နေတာကိုဝတ္တလို့သုံးတာနော်လူတွေကတော့အဲ့ဒီလိုလေပတ်ဖြစ်တာဝတ္တလို့မသုံးဘဲနဲ့သူများကိုဒုက္ခရောက်အောင်လို့ရင်ကိုဒုက္ခရောက်တဲ့ဆိုဝတ်လေတာလောက်ပဲတည်တယ် ဒါပဲသူများကိုချမ်းသာအောင်လုပ်ပြီးလို့ငါချမ်းသာတာကြတော့ဝုတ်လဲတယ်လို့မပြောဘူးသူတည်းမကောင်းတဲ့ဘက်သားဝုတ်လဲတယ်ပြောတာကောင်းတာကြတော့မေ့ခမ်းမကောင်းတဲ့ဘက်ကြရင်တော့ဝုတ်လဲတယ်ဝပါတယ်ပြောတော့ကောင်းတဲ့ဝုတ်ဆိုလူတိုင်းကြိုက်မှာပါအကြောင်းကျိုးဆက်ပြီးတော့ဖြစ်နေတဲ့သဘောဆိုလို့အခုအဲ့ဒီမှာဘဝဟာဘာကြောင့်ဖြစ်တုံးကြတော့ဥပါဒနာ တမှုတွေရဘဝတမှုတွေရောတဲ့အဲ့တော့ဒီမှာကမ္မဘဝဥပပတိဘဝဆိုတဲ့ဘဝတိဒုက္ခသစ္စာဥပါဒံဆိုတဲ့တဏှာနဲ့ဒိဋ္ဌိတိတမှုရိယသစ္စာဒီနည်းကျန်တာအတူတူပဲအပြောင်းအလဲမရှိဘူးဥပါရဏနိရောဓဘဝနိရောဓဥပါရံချုပ်ရင်ဘဝချုပ်တယ် ဘာနဲ့ချုပ်တာတော့ဆိုရင်မက်နဲ့ချုပ်တာအယမေဝရီယောထင်ကီကောမက်ခောရှစ်ပါးနဲ့ဖွဲ့စည်းထားတဲ့မက်တိမက်ကသစ္စာဒီရောရာဒီနိဗ္ဗာန်ဒီရောရာသစ္စာဥပါရံချုပ်ငိမ့်သွားခြင်းသည်ဒီရောရာသစ္စာအဲ့ဒီနိရောဓသစ္စာ ဖြစ်ပေါ်လာဖို့ချုပ်ပါအထောက်ရတဲ့အကြောင်းတရားသည်မက်ကသစ္စာလို့ဆိုဟောဘဝနဲ့ပတ်သက်ပြီးတော့လည်းပဲ အခုလိုရှုတော်၄မျိုးသစ္စာ၄မျိုးနဲ့ရှင်းပြလိုက်တာဒီနည်းလည်းလည်းပဲငါရှင်းလို့ဒီဒုက္ခကိုဆုံးသတ်တာပဲသစ္စာလေးရောသိသွားလို့ဒီနည်းနဲ့လည်းပဲအရိယတာဝကဟာတမဋိဋ္ဌိဖြစ်ပြီးဒုက္ခကိုဆုံးသတ်နိုင်တယ်